ေမဲ့ Microsoft Word ထဲဝင်လာလေးရယ် Microsoft Word ထဲမှာစာရိုက်တဲ့အခါမှာစာရွက်အသိရှိတာလေးရယ်နော်အဲ့တော့ service တွေဘယ်လိုခွဲလဲအဲ့ဒါလေးကိုပြောမယ်အဲ့တော့ Microsoft Word ထဲဝင်မှုအတွက်ဆိုရင်အောက်ဆုံးမှာမှတ်ဘလူးလေးရှိတယ်မှတ်ဘလူးလေးမှာ click နေလာ click နေပြီးရင် keyboard ကနေ WORD Word လို့ရိုက်ထည့်မယ်ပြီး Word မှာနေအဲ့တော့ Microsoft Word ထဲရောက်သွားပြီဆိုတာနဲ့ Microsoft ပေါ်မှာဒီလိုမျိုး blank document လို့လုပ်ပေးထားလေးရှိလိမ့်မယ်။ဒီမှာ click တစ်ချက်နေလိုက် ်နော်အဲ့မှာ version အစ်စ်ဒါကတော့အစ်စ်ကတန်းနေလိုက်ရင်စာရွက်အလွတ်တန်းထွက်လာလိမ့်မယ်အဟောင်းသမားတွေကြတော့ file တွေက new ဆိုရင်ဒီမှာစာရွက်ပေးတဲ့အပြင်အဲ့မှာနှဲ့ရင်စာရွက်မရလိုက်ဒီညာဘက်အောက်ဆုံးထောင်လေးမှာဒီညာဘက်လေးမှာစာရွက်အဖြူလေးတစ်ခုမြင်ရမယ်ဒီနေရာလေးမှာနော်စာရွက်အဖြူလေးမြင်ရမယ်တွေ့အောင်မှာ cream မှာနှိပ်လိုက်လို့ရမယ်အဲ့တော့အခုစာရွက်ရလာရင်အခုစာမရိုက်ခင်မှာစာရွက်ရဲ့စာရွက်တရွက်ရဲ့ပုံစံအနေထားကိုကြည့်မယ် ါကြောင့်ထိတ်ဆွန်းတာ view tag ကိုနေပြီးရင် zoom group ရဲ့အပေါ်မှာ one page ကိုနေလိုက်ဒါဆိုတရွက်လုံးနေထားမရဘူးအဲဆိုရင်ကိုစာစာရိုက်ခန့်ဒီမှာစာတွေမရိုက်ခင်မှာစာရွက် size ကိုချိုးပြီးတော့ပြင်ထားတဲ့စာရွက် size ဒီပုံမှန်သုံးမိတာ A4 size တွေယူရအောင်အဲ့တော့ဒီဆိုတော့၄ရောက်တက်မှာနေပြီးရင် page setup ရဲ့အပေါ်မှာ size မှာ click နေပြီးတော့ A4 ယူထားအောင်နော် size မှာနေ A4 မှာ click ပြီး orientation ကိုရိုင်းမဲ့စာပေါ်မှာဘူးဒီ PDF ကတော့ပုံမှန်ကတော့ထောင်လိုက်ရိုက်ချင်တဲ့လူကတော့ဒီ portrait ကိုရွေးရမယ်ပေါ့အဲ့ဒါမှအလျားလိုက်ရိုက်ချင် landscape ကိုရွေးဒါဆို landscape ဆိုဒီလိုအလျားလိုက်ရေးဖြစ်သွားမယ်နော်အဲ့တော့ orientation မှာနေ portrait ပြန်ရွေးထားမယ်ပြီး margin ရွေးဖို့လိုတယ် margin မှာ normal မှာ top bottle left right paper ပဲလက်မှာစီထားမယ်နော်အဲ့တော့ပုံမှန်ကြတော့ကိုယ်စာအနေထားပုံစတင်ပြ စကျင်မဲ့သူတွေပို့ရတော့ normal မှာ top ပတ်တို့ left right လက်မှတ်ထားပါရင်အဆင်ပြေသွားနိုင်တယ်အဲ့တော့စာရွက်တရွက်ယူတယ်စာရွက်ရဲ့ size ပြင်တယ် margin တွေကိုကြည့်ပြရမယ်ထောင်းလိုက်လားအလျားလိုက်လားစာမြိုက်ခင်မှာကျူတက်ပါလိုက်တယ်စာရိုက်တော့မှာဖြစ်တဲ့အတွက်ဒီစာရွက်လေးကိုချေတော့မယ်အဲ့တော့ view တက်တဲ့က page width ကိုနှိမ့်လိုက်အဲ့ဆိုစာရွက်ကိုအကြီးကဲချေသွားမယ်နော်အကြီးကဲချေသွားပြီစာရိုက်တော့မယ်ဒီမှာကတော့စာလေးရိုက်ထည့်ခြင်းရဲ့အရင်ဆုံး URL ပြီးရင်အဲ့ဒီစာပြီးသွားရင် enter ခောက်လိုက်ပြီးရင် c o n p u t e r computer enter ခောက် d r e i n i n ဒါစာရင်လိုက်တယ်အဲ့စာကြောင့်၃ချောင်းစာရက်၃ရက်ခွဲမယ်ဆိုရင်ဒုတိယစာကြောင်းရဲ့အစာမှာ insertion point ထားပြီး insert တွေက page တွေက page break နဲ့ခွဲလိုက်အဲ့ဆိုရင်ဒုတိယစာမျက်နှာဒီမှာကြွေးတော့ဒါပထမစာမျက်နှာဒါလည်းဒုတိယစာမျက်နှာဒုတိယစာမျက်နှာမှာနှစ်ကြောင်းကျန်နေတဲ့အတွက်ဒီတတိယစာကြောင်းရဲ့အစ အဲ့ဒီမှာ insertion point ထားပြီး insert ထရပဲ page တရ page break ကိုနေလိုက်ဒါဆိုရင်တတိယစာမျက်နှာရဲ့အစဟာဒါ insertion point လေးရှိနေလိမ့်မယ်ဒီအောက်ကိုတက်ကြည့်လိုက်ဒီမှာ page 3 of 3လို့ဝင်နေလိမ့်မယ်ဒါဆိုစာရွက်သုံးရခွင့်သွားပြီပေါ့အဓိကစာရွက်ယူတယ်စာမရိုက်ခင်မှာစာရွက်ရဲ့ setting လေးတွေ change နေ setting change နေဆိုတာစာရွက် size ပါလေးယူရမလဲပုံမှန်ယူရမလဲအနေထားလေးတွေနောက်က page တွေကိုခွင့်မယ် ဝယ်ပြီးရင်တော့အဲ့သုံးရက်ရှင်းကြည့်ကျင်တာဖြစ်တဲ့အတွက် YouTube တွေက Zoom တွေအပေါ်မှာ one page ကတရွက်ထဲကြည့်တာ multiple page ကရှင်းကြည့်တာကလေးနေလာတယ်ဒါဆိုရင်စာရွက်သုံးရက်စာရသွားတယ်အဲ့တော့စာရိုက်ခင်မှာစာရွက်ယူပုံယူနည်းဒါလေးကပြောခဲ့တယ်ပြီးရင်စာရိုက်ခံနည်းချဲ့တာလေးပါပြောခဲ့တယ်ပြီးရင်စာရိုက်ပြီးသွားရင်ဒီသုံးရက်လုံးရှင်းကြည့်ကျင်တယ်ဘယ်လိုကြည့်ရလဲဆိုတာလေးပါပြောခဲ့ပြီးသားနော်အဲ့တော့မှစာဆက်ရိုက်တော့မယ်ဆိုရင်ဒီအောက်က page width ကိုနှိပ်လိုက်ဒါဆိုရင်စာဆက်ရိုက်တဲ့ exclusive fish 303ဆိုတာဖြစ်ပါတယ်เนาะအဲ့တော့အချိန်မှာဒီဆံမျက်နှာပြန်ပေါင်းချင်နေဆိုရင်တော့ဒီမှာ insertion point ထားတဲ့အချိန်မှာဒီအပေါ်မှာဒီလိုဆက်ပြီးအပိုင်းလေးမြည်ခဲ့ရမယ်เนาะ best fit လေးနေပြီလား best fit best fit နေတာရင်ဒီမှာဆက်ပြီးလေးပြန်ပေါင်းသွားလိမ့်မယ်ကဲဒီဆံမျက်နှာကိုတင်းတော့မယ်ဒါဆိုရင်အပေါ်ဘက်က file မှာနေမယ်ပြီးရင်ဒီမှာ save ဆိုတာလေးကိုနေ ။ဘာဆိုရင်အလဲမှာ brush ကြလာရင် brush ကိုနေမယ်။ကိုသိမ့်မဲ့နာမည်ရိုက်ထည့်ဖို့လေ။အဲ့တော့အခုဒီမှာကတော့ point.docx ဆိုတဲ့နာမည်ဒီနဲ့ဝင်နေရတဲ့အတွက်ဒီ document ထားလိုက်တော့မယ်။နောက်တစ်စက်လမ်းကြောင်းယူဖို့လိုတယ်။ကိုက desktop မှာသိမ့်ချင် desktop document မှာသိမ့်ချင် document ဒီမှာ click နှိပ်လိုက်တာနဲ့ဒီမှာ desktop ဆိုတာဖြစ်ပါမယ်။တကယ်လို့ကိုက picture မှာသိမ့်နေဆိုရင် picture ကိုရွေးလိုက်ရင်ဒီမှာ picture ဖြစ်သွားရမယ်။ဒီရနော် save ကိုနေလာအဲ့တော့အခုလောလောဆယ် picture ထဲမှာမသိမ့်ချင် desktop မှာတင်ကျင်တယ် desktop နဲ့ပြီးသွားရင် save ကိုနှိပ်လိုက်။ဒါဆိုရင်တော့ဒီ title ပေါ့ဒီ title ဆိုတာ title ပါမှာအဲကိုသိထားတဲ့နာမည်လေးနဲ့ဝင်လာလိမ့်မယ်။ဒါ Microsoft Word ထဲမှာစာရွက်တွေယူတယ်။စာရွက်ကို page တိဘယ်လိုခွဲတယ်ဘယ်လိုသိမ်းတယ်ဆိုတာပြောပြလိုက်တာ။အဲ့တော့စပြီးတော့ Microsoft Word ထဲမှာစာရိုက်ကြည့်ခြင်းနဲ့တွေ့ရတော့ဒါလေးကအဆင်ပြေပါ